်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဘုရားသခင်ရဲ့ကြည်ကြော်ကိုချီးမွမ်းပါတယ်ယုံကြည်ခြင်းအားဖြင့်ရှေ့သို့လမ်းခြင်းဆိုတဲ့ကောင်းစဉ်နဲ့ကပ္ပဝုချံအခန်းကြီး39အငယ်1ကနေ23ကိုဆင်ခြင်သွားခြင်းပါတယ် ဣရှမေလလူတို့သည်ယောသတ်ကိုဆောင်းသွား၍အကတုပြည်သို့ရောက်သောအခါအကတုအမျိုးသားဖာရောဘုရင်၏အမတ်ဖြစ်သောကိုရန်တော်မူပေါတိဖာထံမှရောင်းကြ၏ထာဝရဖျားသည်ယောသတ်ပင်၌ရှိတော်မူသဖြင့်သူသည်အကြံထမ်းမြောက်တတ်၏အကတုအမျိုးသားမိမိသခင်၏အိမ်၌နေရလေ၏သူဘက်၌ထာဝရဖျားသည် ရှိတော်မူ၍ သူပြုတ်လေရာရာ၌အောင်စီတော်မူကြောင်းကိုတခင်လဲသိမြင်၏ထို့ကြောင့်ယောသတ်သည်တခင်ရှိ၌မျက်နာရ၍ခါစားလျက်နေရ၏တခင်သည်လည်းမိမိအိမ်တွင်အိမ်အုပ်အရာနှင့် ခံထား၍ဥစ္စာရှိသမျှကိုအပ်လေ၏ထို့သောအိမ်နှင့်ဥစ္စာရှိသမျှကို အုပ်ဆိုးစေသည့်ကာလမှစ၍ထာဝရဘုရားသည်ယောသတ်အတွက်ထို့ အဂတုသားဤအိမ်ကိုကောင်းကြီးပြတော်မူသဖြင့်ပြတော်မူသောကောင်းကြီးမင်္ဂလာသည်အတွင်ပြင်ဥစ္စာရှိရှိသမျှအပေါ်မှာလည်းတက်ရောက်လေ၏တခင်သည်မိမိ၌ရှိသမျှကိုရောတက်လက်သို့အပ်၍မိမိစားသောအစာမတပါအခြားသောဥစ္စာရှိမှန်းကိုမျှမတိမမတ်ဖဲနေ၏ရောတက်သည်ပုံပြင်ရင်ကျေး၍အသူ၏အစင်လည်းလှတော်သူဖြစ်၏ ထို့နောက်မှသခင်ဤမယားသည်ယောသတ်ကိုတတ်သောစိတ်ရှိ၍ငါနှင့်အတူအိပ်ပါဟုဆို၏ယောသတ်ကလည်းကျွန်တော်သခင်သည်အိမ်တော်၌ရှိသမျှသောဥစ္စာတို့ကိုကျွန်တော်လက်သို့အပ်ပါပြီကျွန်တော်၌အပေဥစ္စာရှိမှန်းကိုမျှမတိမမှတ်ပါဤအိမ်တွင်လည်းကျွန်တော်ထက်သာ၍ကြီးသောသူ မရှိပါ ကိုမယားဖြစ်သောသခင်မမတပါအပေအရာကိုမျှ ကျွန်တော်အာမမြတ်တာပါတို့ဖြစ်ရင်အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ဘုရားသခင်ကိုအဘယ်တို့ ပြစ်မှားနိုင်သနည်းဟုသခင်ဤမယားကိုညင်း၍ပြန်ဆို၏ထို့သူသခင်မသည် နေတိုင်းသွေးဆောင်တော်လဲယောသတ်သည် သူဤစကားကိုနားမထောင်သူနှင့်အတူအိတ်ချင်းနေခြင်းအမှုကိုရှောင်လေ၏တနေ့တနိုင်ယောသတ်သည် အမှုဆောင်ခြင်းကအိမ်တဲသို့ဝင်၍ အိမ်သားယောက်ျားတယောက်များမရှိသောအခါသခင်မကငါနှင့်အတူအိပ်ပါဟုဆိုလျင်ယောသက်အဝတ်ကိုကင်ဆွဲလျင်ယောသက်သည်မိမိအဝတ်ကိုစွန့်၍ပြင်သို့ထွက်ပြေးလေ၏ထို့သောသခင်မလက်၌မိမိအဝတ်ကိုစွန့်၍ပြင်သို့ထွက်ပြေးသည်ကိုသခင်မသိမြင်သောအခါအိမ်သားယောက်ျားတို့ကိုခေါ်၍တင်တို့ကြည်ကြငါတို့၌မယုံမသိပြုစေခြင်းငါ ဤဟေဘဲလူကိုသခင်တွင်းထားပြီတကားသူသည်ငါနှင့်အတူအိတ်ချင်းငါဝင်လာ၍ငါသည်ကျဲသောအတန်နှင့်အော်ဟေရ၏ကျဲကျဲအော်ဟစ်တံကိုကြားလျင်သူသည်မိမိအဝတ်ကိုစွန့်၍ပြင်သို့ထွက်ပြေးသည်ဟုဆိုပြီးလျင်သခင်ရောက်သည့်တိုင်အောင်ထိုအဝတ်ကိုမိမိ၌ထားလေ၏သခင်ရောက်သောအခါကိုတော်တွင်းထားသောဟေဘဲကျွန်သည် ကျွန်ုပ်ကိုမယုံမသိပြုခြင်းကဝင်လာပါ၏ ကျွန်ုပ်သည်ကျေသောအတန်နှင့်အော်ဟစ်သောအခါသူသည်မိမိအဝတ်ကိုစွန့်၍ပြင်သို့ထွက်ပြေးပါသည်ဟူသော စကားဖြင့်ကြားပြောလေ၏ကိုရောဤကျွန်သည်ကျွန်ုပ်၌ဤသို့ပြုခဲ့ပြီဟုမယားပြောသောစကားကိုတခင်ကြားလျင်ယောသက်ကိုအမျက်ထွက်၍ခေါ်ပြီးမှရှင်ဘရင်ချုပ်ထားသောသူတို့နေရာထောင်ထဲမှ လောင်ထားသဖြင့်ယောသက်သည်ထောင်ထဲမှနေရ၏ သို့တော်လည်းထာဝရဖျားသည်သူပ္ပဏ္ဏရှိ၍ကေမတနာတော်မူသဖြင့်ထောင်မူထံမှမျက်နာရစေတော်မူ၏သို့ဖြစ်၍ထောင်မူသည်ထောင်၌ချုပ်ထားသောသူအပေါင်းတို့ကိုယောသက်လက်သို့အပ်၍ထောင်ထဲတွင် ပြုသမျှသောအမှုကိုယောသက်စီရင်ရ၏ထို့နောက်ထောင်မူသည်ထောင်အမှုကို ကိုယ်တိုင်ပြန်၍မကြည့်မရှုရအကြောင်းမူကားထောင်ရဖျားသည်ယောသက်ဘက်မှရှိ၍ သူပြုလေရာရာ၌အောင်စီတော်မူတတိကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့ကျွန်တော်တို့အားလုံးဟာကျွန်တော်ရဲ့ယုံကြည်ခြင်းမှာတခါတလေတုံ့လုံမှု ဖြစ်စေပါလိမ့်မယ်ဒီလိုဖြစ်လာတဲ့အခါအတန်တရားတွေကိုဘလို့နီးနဲ့ထိန်းထားနိုင်မလဲတော့ချက်ကတော့ကျွန်တော်ဘဝအတွက်ကိုရောရဲ့အလိုတော်အတိုင်းရှိကိုဆက်လန်းနိုင်ဖို့အတွက်ဘုရားခင်အပေါ်အာယုံစိုက်နေဖို့ပဲဖြစ်တယ် နှုတ်ကပတော်မှာဘုရားသခင်ကို အမြဲယုံကြည်ကိုးစားခဲ့တဲ့ယောသတ်ရဲ့အသက်တာကိုသုံးသပ်ကြည့်ပါသူ့အပေါ်ကိုတစ္ဆာဖောင်းမှုကျွံပြူမှုအကျဉ်းချခြင်းတွေကနေယုံကြည်ခြင်းကထောက်ပံ့မှုပေးခဲ့ပါတယ်ယောသတ်ကကောင်းကင်အဖဘုရားသခင်အပေါ်သူ့ရဲ့ယုံကြည်ကိုးစားမှုကိုမိခိုအားထားပါတယ်ယောသတ်ဟာသူ့ရဲ့အခြေအနေပတ်ဝန်းကျင်ဒါမှမဟုတ်တခြားသူတွေရဲ့ထင်မြင်ယူဆချက်တွေကိုမိခိုအားထားပြီးတော့ ဖရာသခင်ရဲ့အလိုတော်နဲ့အညီလှုပ်ဆောင်ခြင်းကနေလွဲဖယ်ပြီးတော့မှမတော်ခဲ့ပါဘူး။သူ့ရဲ့အလုပ်ကိုသူဟာတာဝန်ကျေပြွန်အောင်အတတ်နိုင်ဆုံးလှုပ်ဆောင်ခဲ့ပါတယ်။ဖရာသခင်အတွက်လှုပ်ဆောင်တယ်လို့ပဲလှုပ်ဆောင်ခဲ့တာဖြစ်တယ်။ကိုလိုသဲအခန်းကြီး3အငယ်23ကနေ24မှာ လူဤအမှုကိုသာဆောင်ရွက်တကယ်သူမဟုတ်။သခင်ဖရာဤအမှုတော်ကိုဆောင်ရွက်တကယ်သူပြုလီသမျှတို့၌စည်ဒနာစိတ်နှင့်ပြုကြလော့။ သင်တို့သည်သခင်ခရစ်တော်၏အစေကိုခံကြသည်ဖြစ်၍အံဝေတော်တည်းဟုသောအကျိုးကိုထိုသခင်ဖျား၏လက်တော်မှ ခံရလိမ့်မည်ဟုတိမတ်ကြလော့ဆိုတဲ့နှုတ်ကပတ်တော်ကဆိုထားတဲ့အတိုင်းနာခံပြီးတော့မှလှူဆောင်ခဲ့တာဖြစ်တယ်။ဒီလိုဂတိကဝတ်မျိုးကြောင့်ယောသဟာသူ့ရဲ့လောကသခင်ရဲ့အာယုံစိုက်မှုနဲ့လေးစားမှုကိုရရှိခဲ့ပြီးတော့ဟေပြဲကျွန်တယောက်ဖြစ်နေခဲ့ပေမဲ့လည်းကြီးမားတဲ့တာဝန်ပေးခြင်းကိုခံခဲ့ရပါတယ်။ ကပောက်ချံအခန်းကြီး39အငယ်23မှာထောင်မှုဟာထောင်အမှုကိုကိုယ်တိုင်ပြန်ပြီးတော့မှ ကြည်စရာမလိုဘူး။ဘာကြောင့်လဲဆိုရင်ဘုရားသခင်ကယောသပ်ဘက်မှာရှိပြီးတော့မှသူပြုတ်လေရာရာမှာအောင်စေတယ်လို့ဆိုထားတဲ့အခါမှာဘုရားသခင်ကယောသပ်ဘက်မှာရှိပြီးတော့သူပြုတ်လေရာရာမှာ အောင်မြင်ခြင်း အပြည့်အဝကိုပေးခဲ့ပါတယ်။ခက်ခဲမှုတွေတစ်ခုပြီးတစ်ခု ဖြတ်ကျော်လာတဲ့အခါမှာယောသပ်ဟာ ခေါင်းဆောင်မှုယာတုကိုမြင့်တင်ဖို့အတွက်ရည်ရွယ်ချက်တွေဖော်ထုတ်ခဲ့တဲ့ဘုရားသခင်ပြတဲ့ယူပါယုံနဲ့ဘုရားသခင်အပေါ်မှာပဲအာယုံစိုက်နေခဲ့တယ်။အရင်ကဘုရားသခင်ကသူ့ကိုပေးခဲ့တဲ့အိမ်မက်ယူပါယုံကိုမိဘနဲ့သူ့ရဲ့မိသားစုတွေကိုပြောပြတဲ့အခါမှာကပောက်ကျန်အခန်းကြီး39အငယ်30မှာထို့သူအဘနဲ့အကူတို့အားကြားပြောသောအခါအဘကတင်မြင်သောအိမ်မက်သည်အဘေတို့နီး ငါနှင့်တင်ဤအမိတင်ဤအကိုတို့သည်တင့်ထန်သို့စင်စစ်လာ၍ဥညွတ်ချရမည်လောဟု၍သူကိုဆုံးမလေ၏သူပြောခဲ့တဲ့ယူပါယုံကြောင့်မိဘမိသားစုတွေကသူကိုဆုံးမခဲ့ပါတယ်ဒါပေမဲ့ဘုရားသခင်ကိုပဲအာယုံစိုက်ခဲ့တဲ့သူ့ရဲ့ယူပါယုံဟာ အချိန်တန်တဲ့အခါမှာ ပြည့်စုံခဲ့ပါတယ်သူ့ရဲ့ယူပါယုံ ပြည့်စုံသွားခြင်းကိုဣဂျစ်ပြည်ရဲ့ဒုတိယအကြီးအကဲအဆင့် အဲ့ဒီအထီရောက်တဲ့တိုင်အောင်ဘုရားသခင်ကဆက်ပြီးတော့မှသူ့ကိုပို့ဆောင်ပေးခဲ့တယ်ဆိုတာကို တွေ့ရပါတယ်ကျွန်တော်တို့ကပောက်ချံအခန်းကြီး55အငယ်10မှာတို့ဖြစ်၍သင်တို့သည် ကျွန်ုပ်ကိုဤအရက်တို့စေလွတ်သည်မဟုတ်ဘုရားသခင်စေလွတ်တော်မူသည်ကျွန်ုပ်ကိုဖာရောဘုရင်ဤအဘအရာ၌၎င်းနန်းတော်အုပ်အရာ၌၎င်းအကုတ္တပြည်လုံးကိုအုပ်ဆိုးသောသခင်အရာ၌၎င်းခံထားတော်မူပြီလို့ ဆိုထားပါတယ်။ဒါကယောသအပေါ်သူ့ရဲ့ညီအကိုတွေက မနာလိုဝန်တိုဖြစ်ပြီးတော့မတရားပြုပြီးတော့မှရောင်းစားခဲ့ပေမဲ့သူတို့ကိုခွင့်လွှတ်ပေးခဲ့ခြင်းနဲ့အတူဘုရားသခင်ရဲ့အကြံစီအတွင်းမှာသူ့ရဲ့အသက်တာယုံကြည်ခြင်းအားဖြင့်ဆက်ပြီးတော့မှရှောက်လန်းခဲ့ရတဲ့အကြောင်းနဲ့ဘုရားသခင်ကသူ့ကိုပေးခဲ့တဲ့ယူပါယုံ အတိုင်းပဲအီဂျစ်ပြည်မှာ အမြင့်ဆုံးတိုင်အောင်ချီးမြှောက်ခဲ့တဲ့အကြောင်းဖြစ်တယ်။ ဖရောဘုရင်ရဲ့အဘနေရာမှာဖျားသခင်က ထားခဲ့တဲ့အကြောင်းလည်းဖြစ်ပါတယ်တကယ်တော့ယောသဟာအီဂျစ်နိုင်ငံမှာဒုတိယနေရာတင်တာမကပဲနဲ့အမြင့်ဆုံးသောနေရာကိုရောက်ရှိခဲ့ခြင်းပဲဖြစ်တယ်ယောသဟာသူ့ရဲ့ကံကြမ္မာတွေမှာနှိမ်ချတဲ့အလက်အပြောင်းတွေအတွင် လက်တွေ့ကြတဲ့ချီးကပ်မှုတစ်ခု ရှိခဲ့ပါတယ်သူဟာဖျားသခင်အကြောင်းကိုသာဆက်တွေ့ပြီးတော့သူ့ရဲ့ စုံစမ်းစစ်ဆေးခံရမှုတွေမှာ နှိမ့်မြုပ်ပျောက်ကွယ်မသွားပါဘူးစုံစမ်းစစ်ဆေးမှုတွေမှာနှိမ့်မြုပ်ပျောက်ကွယ်သွားမယ့်အစားကိုရောအတွက်ရောက်ရှိတဲ့နေရာရှိတဲ့အခြေအနေအတိုင်းပဲအမှုဆောင်ခဲ့ပါတယ်ကျွန်တော်အနေနဲ့လည်းအခုအချိန်တွေ့ကြုံနေရတဲ့စုံစမ်းနောက်ဆက်မှုတွေကြားမှာကျွန်တော်ဟာကောင်းကင်ခမဲတော်ကိုမျှော်ကြည့်ပြီးတော့ယုံကြည်ခြင်းအပြင်လှုပ်ဆောင်ပြီးတော့ဆက်လက်ရှောက်လန်းသွားဖို့ပဲဖြစ်တယ် ကျမ်းနာဆင်ခြင်ခဲ့တဲ့သူတိုင်းယုံကြည်ခြင်းအပြင်ဘုရားသခင်ကိုသာအာယုံစုဆိုင်ပြီးတော့ရှစ်ကိုဆက်လန်းသွားကြဖို့ဘုရားသခင်အတူရှိ ကောင်းချီးပေးနေပါစေ။အာမင်။ဒီခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်ဒီနေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မြစ်တာပြည့်လို့ဆိုအပ်ပါသည်။